စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ Wines Back ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်ရှိတဲ့ဒါမောင်းရဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ Wines Back ကို download လုပ်ပြီးတော့မှ One Soccer Hub promo code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံး Twin ငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုတင်ကောင်းပါချင်ပါတယ်။တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ်။ promo code ကိုကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ဒီလိုတော့ဒါယာစီစကာလာဖြစ်တဲ့အတွက်နိုင်ပွဲတော့လိုအပ်တာကြီးရမယ်ပေါ့နော်ဒီနေရာမှာရှင်းကြည့်လိုက်မယ်ဆိုရင်တော့လီဗာပူးကတော့ နိုင်ဝဲပို့ပြီးတော့မှလိုအပ်တယ်သူတို့အဝေးကွင်း၃ဘွဲ့ဆက်ဒါပြန်ပွဲရရမှာရှုံးထားတယ်တက်တရစ်မှာလည်းဒါဖိအားများတဲ့အခြေအနေတစ်ခုမှရှိတဲ့အတွက်လီဗာပူးကတော့ဒါနိုင်ဝဲရဖို့ပို့ပြီးတော့မှလိုအပ်တယ်မန်ချက်စတာယူနိုက်တက်ကတော့ဒါတည်ကစားနိုင်ခဲ့တယ်ဒါမှမဟုတ်ရှုံးခဲ့တယ်ဆိုရင်တော့မှကျွန်တော်တို့ဒီအမော်ရင်လိုချင်တဲ့ကစားခွဲပြူဟာတစ်ခုခုပေါ့နော်ဒါပြည်သက်ကျင်းတဲ့နိုင်မဲ့ ကစားအားတစ်ခုမျိုးကစားနိုင်ခဲ့မယ်ဆိုရင်တော့မှဒါမန်ချက်စတာယူနိုက်တက်ကတော့ဂျင်းတ်ဆရာရှိမယ်လို့ထင်ပါတယ်အဓိကတော့နိုင်ပွဲလိုအပ်ချက်အရကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါလီဗာပူးကတော့ပူပြီးတော့မှနိုင်ပွဲလိုအပ်ပါတယ်လီဗာပူးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကတော့ဘယ်အသင်းကပူပြီးတော့နိုင်ပွဲလိုအပ်နေမလဲလို့ဒါမေးလဲတဲ့မေးခွန်းပေါ်မှာကျွန်တော်ဖြေရရင်တော့နှစ်သင်းစလုံးနဲ့ပူပြီးတော့နိုင်ပွဲပို့လိုအပ်ပါတယ်နှစ်သင်းစလုံးအတွက်လည်းတေချာလေးကိုမတ်စုံဖြစ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ လီဗာပူးအသင်းကတိုက်တဲ့ကွန်တနာအတွက်အာဆင်နယ်အသင်းနဲ့ရမှတ်ပိုပြီးတော့များမသွားအောင်မက်စဝင်ဖြစ်ဖို့လိုသလိုမန်ချက်စတာယူနိုက်တက်အသင်းကလည်းနီးပြအမွန်ရန်လက်ထက်မှာဘက်တူဘက်ပရီးမီးယားလိနိုင်ပွဲမရသေးတာလည်းတစ်နှစ်နဲ့၅လကျောက်ရှိပြီဆိုတော့မန်ချက်စတာယူနိုက်တက်လည်းအတွက်လည်းဒါဒီဘက်မှာပိုပြီးတော့မက်စဝင်ဖြစ်ဖို့လည်းလိုတယ်အဲ့တော့နှစ်သင်းဆုံးကတော့ဟိုနိုင်ပွဲအတွက်ကိုယ်စီကစားကြမယ်လို့တော့ကျွန်တော်ယူဆပါတယ်ဘယ်အသင်းကနိုင်ပွဲပိုလိုအပ်နေတယ်လဲဆိုရင်ကျွန်တော်ကတော့လီဗာပူးအသင်းလို့ထင်ပါတယ်လီဗာပူးအသင်းအနေနဲ့၃ပွဲဆက် ရှုံးပွဲကြုံတွေ့ထားတယ်အဲ့အတွက်နိုင်ပွဲကိုအရေးတကြီးလိုအပ်နေတယ်ပြီးတော့သူတို့တွေအနေနဲ့သူတို့ရဲ့ဒီဝီယိုဒီတွေခြားတယ်လမ်းဆောင်လမ်းကွာတစ်ခုကိုရောက်ရှိနေတယ်ဒီအတွက်လည်းနိုင်ပွဲလိုတယ်ဒါအပြင်ဒီပွဲဟာအိမ်ကွင်းပွဲဖြစ်တယ်ဒါကြောင့်လိုတဲ့နိုင်ပွဲလိုအပ်နေပြီးတော့ title contender အနေထားနဲ့ဆိုရင်အဲတကြပေါ့နိုင်ကိုနိုင်ရမယ့်ပွဲတစ်ခုအဖြစ်ဒီပွဲရဲ့ပေးထားချက်တွေအရာတတ်မှတ်နိုင်တယ်ဗောနော်အဲ့တော့အသင်းတိုင်းအတွက်တော့နိုင်ပွဲကလိုအပ်တာပဲ Manchester United အတွက်လည်းအရေးကြီးတယ် ယူနိုက်တက်အနေနဲ့လေအာဒါကအင်္ဂလန်ဒါဘီလို့တင်စားတဲ့ဘွဲခါတီးတဲ့ဘွဲမနိုင်တာလေ2016ခုနှစ်ကလေးကအဲ့တော့သူတို့အတွက်လည်းအရေးကြီးတယ်ဒါပေမဲ့လေအားလုံးကိုခြုံငုံစဉ်းစားရင်တော့ကျွန်တော်ကလီဗာပူးအတွက်ဒီဘွဲကအနိုင်ရရှိဖို့ပိုအရေးကြီးရလို့သတ်မှတ်ချင်ပါတယ်ဒီလိုဘွဲမျိုးကတော့ဒါအသင်းတိုင်းအတွက်နိုင်ဘွဲကလိုအပ်တာပဲပေါ့နော်ဒါရည်ရွယ်ချက်ချင်းနေတွားနေတဲ့လမ်းကြောင်းချင်းတော့မတူဘူးလီဗာပူးကနှစ်ဘွဲဆက်ရှုံထားတယ်ပြိုင်ဘွဲဆုံးသုံးဘွဲဆက်ရှုံထားတဲ့အနေထားကနေ bounce back ပြန်လုပ်ရမယ်တိုက်တယ်ရီဆဲမှာပြန်ပြီးတော့ဒါချင်းချောက်ဖို့ဆိုရင် မဖြစ်မနေနိုင်ပဲလို့ရတယ်။တစ်ဖက်မှာလည်း United ကအဲ့ဒါသူတို့ကဒီယာဒီမှာပုံစံကောင်းတိတ်မပြနိုင်ဘူးပေါ့နော်။တပွဲနိုင်လိုက်တပွဲရှုံးလိုက်သူတို့ရဲ့ခြေစွမ်းကဘလို့မှကိုစစ်စမ်းစီမရှိဘူးဆိုတော့အဲ့လိုအနေထားတစ်ခုကိုရောက်ဖို့အမော်ရီလက်အောက်မှာနှစ်ပွဲဆက်အနိုင်ဆိုတာမျိုးဖြစ်ဖို့အတွက်ကတော့နိုင်ပွဲလိုအပ်တာပဲ။ဒါပေမဲ့ကျွန်တော်ဒါရုပ်တုကြကြတွေးမယ်ဆိုရင်တော့အင်ရှင်လည်းဖြစ်တယ်လီဗာပူးသင်းကတော့ပို့ပြီးတော့နိုင်ပွဲအတွက်လိုအပ်တယ်လို့ကျွန်တော်တော့ယူဆပါတယ်။ဒီလီဗာပူးနဲ့ယူနိုက်တက်တို့ဝဲစင်မှာဘယ်အသင်းက ိုပြီးတော့နိုင်ဝဲပိုလိုအပ်နေတယ်လဲဆိုရင်တော့နှစ်သင်းလုံးကတော့နိုင်ဝဲလိုအပ်တဲ့အသင်းတွေကြီးပဲပေါ့နော်ဒီအာမိုရင်ရဲ့အသင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းသူတို့ပရီးမီးယားလိမှာဆိုရင်ဒီနှစ်ပွဲစတိုက်အနိုင်မရတာဒါ44ပွဲလောက်ရှိသွားပြီပြီးခဲ့တဲ့အဲမနစ်ကဒီ2024ရှစ်လပိုင်းလောက်တည်းကဆိုတော့ဒါတစ်နှစ်လဲကြော်ပြီပေါ့နော်ဒီလီဗာပူးဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းသူတို့ဒီပရီးမီးယားလိချန်ပီယံကိုမှန်တဲ့အသင်းအသင်းတစ်သင်းနေနေဆိုရင်သူတို့၃ပွဲစတိုက်ရှုံးထားတယ်ပရီးမီးယားလိမှာ၂ပွဲစတိုက်ရှုံးထားတယ်အဲ့တော့ဒီအခု ကမ်းမဲ့အသင်းကလည်း United နဲ့လို England Derby လို့ပွဲစဉ်မျိုးဖြစ်တယ်။အဲ့လိုပွဲစဉ်မှာဒါသူတို့ system system တစ်ခုလေးကောင်းကောင်းနဲ့နိုင်ပွဲကိုပြန်ရှာလိုက်မယ်ဆိုရင်သူတို့လက်တော့ကြုံနေရတဲ့ဖိအားတွေအောက်ကနေရုံထွက်ပြီးသားဖြစ်သွားမယ်။ဒီရာသီဒီ turning point လေးတစ်ခုဖြစ်သွားမယ်ပေါ့။အော်ဘယ်သင်းပို့ပြီးတော့နိုင်ရဖို့လိုအပ်တယ်ဆိုရင်တော့ Liverpool လိုပဲဖြစ်ပါမယ်။အင်ကွင်း Anfield လည်းဖြစ်တယ်။ United ကတော့ဒါအဝေးကွင်းမှာတည်ရီဆိုလဲကျင်နေရမယ်အနေထားဆိုတော့ Liverpool ကတော့ပို့ပြီးအနိုင်ရချင်တဲ့အသင်းလို့တော့မြင်ပါတယ်ခင်ဗျ။ ီလိုပွဲကြီးမျိုးမှာတော့ဒါနီးဖြူအားခင်းခြင်းအပြောင်းလဲတိတ်ပြောမှတော့ဒါလုံမယ်တော့မထင်ဘူးเนาะပို့ပြောမှသတိထားချင်းကပ်လာမယ်လို့ထင်ပါတယ် formation အဖြစ်တော့ဒါ4231ပုံစံနဲ့ပဲဒါပုံစံမျိုးဒီလက်ရှိသုံးနေတဲ့ပုံစံမျိုးနဲ့ပဲတွားမယ်အဲ့ဒီထဲကမှကျွန်တော်ဒါလက်ရှိလောလောဆယ်လီဗာပူးမှာဖြစ်နေတဲ့ပြဿနာဒီတိုက်စစ်မှာနည်းနည်းလေးအခြေဆက်အားနဲ့အနေနဲ့ပြဿနာလိုချင်တဲ့ပုံစံမျိုးမရတဲ့ပြဿနာဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ပဲကျွန်တော်ဒါကြည့်ရမှာပေါ့နော်ဟိုလက်ရှိမှာတော့ activity ပြန်ပြောမှဒါကစားလာနိုင်တယ်လီဘာပူးတိုက်စစ်ကတော့ပြန်အားကောင်းလာမယ့်အနေအထားရှိပါတယ်ဒီဘယ်ညာနှစ်ဖက်ချိတ်ဆက်တဲ့ဘိုင်းမှာလည်းပူပြောမှအားကောင်းလာနိုင်ချေရှိတယ်အဲ့တော့ဟိုကစားခွက်အပြင်တော့တိတ်ပြောမှအပြောင်းလဲမရှိနိုင်ဘူးလူအားဖြင့်ပဲကျွန်တော်ဒါဘယ်ချမ်းတိုက်စစ်မှာဆိုရင်ဒါခက်ပူသုံးမလားဒါမှမဟုတ် AKTK ကိုပဲသုံးမလားဒါမှမဟုတ်ဒါတခြားကစားမှာပေါ့နော် Florian Bus ကိုပဲဒီဘယ်ချမ်းမှာသုံးမလားစသဖြင့်လူအားဖြင့်ပဲကျွန်တော်ဒါကြည့်ရမယ်ထင်ပါတယ်မူအားဖြင့်ကတော့လီဘာပူးကတော့တိတ်ပြောပြောင်းလဲတော့ရှိမယ်မထင်ပါဘူးဗျဒါမှမဟုတ်နီးပြအာနီစလော့အနေနဲ့ပုံမှန်သူတို့ စားနေကြအခင်းချင်းနဲ့ပဲရင်ဆိုင်လာမယ်လို့တော့ကျွန်တော်ယူဆပါတယ်။ဘာလို့လဲဆိုတော့လက်ရှိချိန်မှာလီဗာပူးအသင်းဟာနေရာဆုံးဘက်ပေါင်းဆုံးမှာဟာကွက်တွေအားနည်းချက်တွေရှိနေပြီနဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ရှိရင်တော့လီဗာပူးအသင်းရဲ့အားနည်းချက်ဆိုတာဟိုခဏလေးပြုပြင်ပြောင်းလဲလို့ရတဲ့အရာတွေပဲဖြစ်ပါတယ်။အဲ့တော့လီဗာပူးအသင်းကလက်ရှိမန်ချက်စတာယူနိုက်ကိုဘလို့အသာစီးရအောင်ဘလို့နီးပြွာပိုင်းနဲ့ချင်းကပ်လာမလဲဆိုတော့ကျွန်တော်ကတော့ကွင်းလယ်အသာစီးရယူပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်တလုံးမှာဟိုဟန်ချင်းမညီသေးတဲ့ ဒါစနဘက်တွေနဲ့ဝင်းဘက်တွေကြားတွေက hashpay တွေမှာအဓိကဒါဆာလာတို့ဟာကိုဒီကပိုတို့ဒီကစားသမားတွေကိုအဓိကအတုံးချမယ်လို့တော့ကျွန်တော်ယူဆပါတယ် Liverpool က formation အပြောင်းလဲတဲ့အများကြီးလုပ်တဲ့အသင်းမဟုတ်ဘူး Arne Slot အတွက်လေသူ့မှာသူ့ ideal ဖြစ်တဲ့ပုံစံရှိပြီဒါအဲ့တော့ဒီဘက်ချင်းကဲမဲ့ tactical ကိုပဲပြောရမယ်ပေါ့နော်အဲ့တော့ Arne Slot ကတော့သူအကောင်းဆုံးဖြစ်မဲ့ပုံစံသူထုတ်မှာပဲအဲ့တော့ကျွန်တော်အနေနဲ့ပါပြီးဒီအချက်မှာပါပါအောင်မြင်လဲဆိုတော့ လီဗာပူးအနေနဲ့ခံစစ်ကိုပို့ပြီးတော့ cautious ဖြစ်တဲ့ ਨੇ ကွင်းလေကအပေါက်တွေကိုပို့ပြီးတော့ cautious ဖြစ်တဲ့ ਨੇ လို့ယူဆတယ်။သူတို့ရဲ့ခံစစ်ကတော်တော်လေး expose ဖြစ်နေတယ် lonely ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီအနေထားတွေအတွက်ပို့ပြီးတော့ um ပြင်ဆင်ထားတဲ့လို့ယူဆတယ်ပြီးတော့တိုက်စစ်ကိုအသေးစံကစားနေစရာတိတ်ပြီးတော့မလိုအပ်ဘူးဘာလို့လဲဆိုတော့ United ဟာအမားတွေကျူးလွန်တတ်တဲ့အသင်းဖြစ်တယ်အဲ့တော့အဲ့အမားတွေကျူးလွန်တဲ့အချင်းကိုစောင့်ပြီးတော့လီဗာပူးကစားသမားတွေရဲ့အဲဒီတူးချင်းထူးချွန်မှုနဲ့ထိုးနှက်မယ်ဆိုရင်ဒါဟာဒီပွဲကို နိုင်ရအောင်ပြုလုပ်နိုင်တဲ့နည်းလမ်းအဖြစ်ကျွန်တော်တို့မြင်မိရပေါ့နော်ဒါကြောင့်မလို့အာဆင်နယ်နဲ့ပွဲတော်ကသူတို့ကစားခဲ့တယ်လို့မျိုး conscious ဖြစ်ဖြစ်နဲ့ကိုဘက်ကဖြစ်လာနိုင်တဲ့အားနည်းချက်တွေကိုပုံမူကာကွယ်တဲ့နည်းလမ်းအားဖြင့်တိုက်ခိုက်မယ်ဆိုရင်အာပို့ပြီးတော့တင့်တော်တဲ့ tactic အဖြစ်ကျွန်တော်ကတော့ယူဆမိတဲ့ဒီပွဲအတွက် Liverpool အတားရစေမဲ့ tactic ဖြစ်ကျွန်တော်ကတော့ယူဆမိပါတယ် with holder တွေကိုလုံးဝ with ကိုအပိုင်ပေးလိုက်ပြီးတော့ inside forward နဲ့သွားလို့ရရပေါ့နော်အဲ့တော့တိုက်ဒီတိုက်ဆက်မှာဆိုရင်ကျွန်တော်တို့ inside forward အနေနဲ့ဒီ အကီတီကေကိုဒီဘယ်ချမ်းထားပြီး inside forward ထားဒီညာချမ်း inside forward မှာစာလာရှိမယ်အလဲမှာဒီ442 diamond midfi ကိုဆိုလိုတာပေါ့နော် diamond midfi ရဲ့ဒီစိန်မွင့်ရထိတ်မှာတော့ florian vas ရှိမယ်ဒီအောက်ကအခြေစိန်မွင့်အခြေ၃ယောက်မှာတော့ပြီးခဲ့တဲ့ရာသီကအထိုင်ဖြစ်တဲ့ဒီ magalester grand vas so slice ရှိမယ်ပေါ့နောက်တန်း၄ယောက်ကတော့သူဒီ wet holder တွေဖြစ်တဲ့ဒီ print bound carcass အဲ vaje vadai နဲ့အဲ konade တို့ပေါ့အဲ့လို formation အပြောင်းအလဲလေးနဲ့ united ကို system အပြောင်းပြီးတော့ system တော့မပြောင်းဘူးပေါ့နော်ဒီ formation အပြောင်းအလဲလေးနဲ့ စပြီးတော့ကျွန်တော်တို့ဝက်ဟိုတာတွေကိုပေးလိုက်မယ် Florian VS ရဲ့အကောင်းဆုံးပုံစံချင်းတစ်ခုကိုရှာမယ် AKTK ရဲ့ဒီဒီ Winger Light Striker ဆိုတဲ့ role အမှန်မှန်မှန်ကန်ကန်လေးတွတ်သွင်းလာရမယ်ဆိုရင်ဒါ Liverpool က United အတွက်ဟိုတင့်တော်တဲ့ formation က442 Diamond Midfield ပါပဲခင်ဗျာအဲ United ကတော့ရှင်းပါလေဒါ United ကတော့ပွဲတိုင်းပွဲတိုင်း ဒါအမော်ရင်ကိုင်းတွေကလေးနဲ့စာပြီးတော့မှကျွန်တော်ဒါ7လနော်ဒါ7လနှိပါဒါကာလာတွင်3ဘတ်နဲ့ပဲသွားတယ်3ဘတ်နဲ့မှဒါ3 4 2 1ဒီလိုမျိုးပုံစံနဲ့ပဲသွားတယ်ဆိုတော့ဒီပွဲမှာလည်း3 4 2 1နဲ့ပဲသွားမယ်စိတ်ဝင်စားတာတစ်ခုကတော့ဒါပြီးခဲ့တဲ့ရာသီကလည်း Manchester United ကဒီအာနိုးရဲ့ညာချမ်းကိုအဓိကပြစ်မှတ်ထားပြီးတော့မှဒါကစားသွားတာကိုကျွန်တော်ဒါတွေ့ရတယ်ဒီဘွဲမှာလဲဒီဒေါ်ဂူရိုမစ်ဆင်မောင်းတို့ဘရူနိုဖာနန်ဒက်စ်တို့ကဒီလီဗာပူးရဲ့အားနည်းတဲ့ ဒီညာချမ်းခံစီပေါ့နော်ကုနာတီရဲ့ဒါကာကက် sorry ဒါကုနာတီရဲ့ဒါမှမဟုတ် frame ပေါင်းရဲ့ frame မဟုတ်ဆိုလဲဒါ bradley ပေါ့နော်ဒီနင်းရောက်ရဲ့ဂျားထဲမှာတော့ဒါနေရာလွတ်တွေအားနေချက်တွေကမကြာခဏဆိုလို့ရှိတတ်တဲ့အတွက်ဒီ liverpool နဲ့ပွဲမှာ manchester united အနေနဲ့သူတို့ရဲ့ဒီဘယ်ချမ်းကိုပို့ပြီးတော့မှအားပြုတ်ကစားလာမယ်လို့ထင်ပါတယ် formation အပြင်တော့ဒီလက်ရှိသုံးနေတဲ့3 pack နဲ့ပေါ့နော်3 4 2 1ပုံစံနဲ့ပဲဒါ manchester united ကတော့ပွဲထွက်လာမှာပါ မန်ချက်စတာယူနိုက်တက်နီးပြအမော်ရင်ကအသင်းကြီးနဲ့တွင်သူလုံးဝမကြောက်ပါဘူး။ဘာလို့လဲဆိုတော့ तू ကအသင်းကြီးနဲ့တွင်အန်ဒါတော့အနေထားမှာ तू ကရင်ဆိုင်ရတာအရန် तू ကျွမ်းပါတယ်။အဲ့တော့ဒီမန်ချက်စတာယူနိုက်တက်နီးပြအမော်ရင်နဲ့ဒီလီဗာပူးကိုဘယ်လိုရင်ဆိုင်မလဲဆိုတော့သိကြပါတယ်။မန်ချက်စတာယူနိုက်တက်အဝေးကွင်းလည်းဖြစ်တယ်။အန်ဖီမာလည်းဖြစ်တယ်။သူတို့ရဲ့ပရိသတ်အော်တိုမိုစပီးယားလည်းအရန်ကြောက်စရာကောင်းတယ်။အဲ့ဒီအတွက်ခန်းစစ်ကိုတေချာစနစ်ကြအထိုင်ချပြီးတော့ဂိုးမပေးရအောင်အဓိကဥတီကစားလာပြီးတော့သူတို့ရဲ့ transition play တွေမန်ချက်စတာယူနိုက်တက်အသင်းရဲ့အရန်အားတာတဲ့ right channel က white combination play နဲ့အမ်ဘူမို့ ဟိုအမ်ဘူမူရဲ့နောက်ပြီးအာမက်ဒီယာလို့လို့သူရဲ့တွဲလုံးနေနဲ့ဒါတိုက်စစ်ကိုထိထိရောက်ရောက်ဒါဟိုဘယ်လိုပြောမလဲကောင်တာ transaction နဲ့အတုံးချနိုင်မယ်ဆိုတော့လီဗာပူးကငကိုရဲရမှာ red defend ကအားနေချက်တွေရှိနေယူပေါက်တွေလည်းရှိနေအဲ့တော့ Manchester United အသင်းရဲ့ဒီ white combination play တွေကဒီလာမဲ့ဒါ Anfield မှာဒီ play တွေရပဲပွဲကိုပွဲရဲ့အဖြေကိုပြောင်းလဲသွားမယ်လို့တော့ကျွန်တော်ယူဆပါတယ် United နဲ့ပတ်သက်လာရင်တော့ကစားမှုရတဲ့ကြပါအောင်ပြောင်းလဲမရှိဘူးအဲ့တော့သူတို့ဘယ်လိုချင်းကပ်မလဲပေါ့နော်အဲ့တော့မိနစ်တော့က အန်ဖီကွင်းမှာအန်ဒါစလော့တ်ရဲ့အသင်းကိုထူးထူးသေးသေးစားခဲ့တယ်ရလက်ကောင်ရရှိခဲ့တယ်ဒုက္ခလည်းပေးနိုင်ခဲ့တယ်အဲ့တော့အဲ့ဒီပုံစံကဘာလဲဆိုတော့ low block ပုံစံမျိုးခန်းစစ်ကိုထိုင်ပြီးတော့ကစားတယ်ချစ်ချစ်လေးလေးဖြစ်အောင်ကစားတယ်ပြီးတော့ long ball တွေ transition နဲ့ attack တွေနဲ့တိုက်ခိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံကိုပဲအသုံးပြုတင်တယ်အဲဒီအန်ဖီမှာလီဗာပူးကိုဘောလုံးချင်းရှင်ကစားဖို့ရှင်ခိုင်ဖို့ကြိုးစားမယ်ဆိုရင်တော့အမားဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့ဒီလက်ရှိအသင်းရဲ့အင်အားတိဆောက်စဲအနေထားနဲ့လျော့ညီစွာပဲ လီဗာပူးကိုအပေါ်အသင်းတွေနဲ့ယူဆပြီးကိုကခံကန်ခြင်းကသာ United အတွက်အကောင်းဆုံးဒီလန်အဖြစ်ကျွန်တော်ကတော့ယူဆတယ်။အဲ့လိုအသင်းကြီးရင်းနဲ့ကန်ပြီးအဲ့လိုခံကန်တဲ့အနေအထားတွေမှာရလက်ကောင်းခဲ့တာကိုလည်းမကြာခဏမြင်တွေ့ရတယ်ပေါ့နော်။အဲ့တော့ဒါဟာဒီပွဲအတွက်လီဗာပူးလိုပြိုင်မဲ့ကိုယင်ဆိုင်မဲ့အကောင်းဆုံး tactics အဖြစ်ယူဆတယ်။အထူးသဖြင့်တော့ဒီလီဗာပူးက cross တွေတောက်လျှောက်ပြီးနေရတယ်ပြီးတော့သူတို့ရဲ့အဲဒီညာချန်ခန်စစ်ကတောက်လျှောက်တိုက်ခိုက်ခံနေရတယ်ပေါ့နော်အဲ့တော့သူတို့ကို cross တွေများများတုံးပြီးတော့တိုက်ခိုက်မယ်ဆိုရင်ဒါ အသုံးဝင်တဲ့လက်နက်ဖြစ်နိုင်တယ်ပြီးတော့သူတို့အနေနဲ့ far force အနေထားတွေပေါ့နော်အဲ့တော့ဒီဘက်ကတင်ပြီးတော့ဒီဘက်မှာပြိပိတ်တဲ့အနေထားမျိုးတွေမှာတောက်လျှောက်ရုံးကန်နေရတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအားနေချက်ကိုဒါအသုံးချနိုင်ဖို့ပြီးတော့ long ball တွေများများပေးဖို့ second ball တွေကောက်ပြီးကစားဖို့ပြီးတော့ liverpool က set piece နဲ့ပတ်သက်လို့ဒီရာဒီမှာအခက်အခဲလေးတွေတွေ့နေအောင်မြင်တွေ့ရတယ်အဲ့ဒါတွေကိုအသုံးချနိုင်ဖို့အဲ့တော့ဒီအရာတွေကိုအသုံးချမယ်ဆိုရင် Manchester United အတွက်မှန်ကန်တဲ့ tactics ဖြစ်မယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ် ဒီဘက်မှာအမော်ရီအနေနဲ့ကျွန်တော်တို့မြင်နေကြပုံစံတိုင်းပဲအသိဉာဏ်နဲ့တွေ့ရင်ဒါ transition အနေနဲ့ဒီခန်းစစ်ကိုကြစ်လက်အောင်တိဆောက်ပြီးတော့သွားမယ်ပုံစံမျိုးကျွန်တော်ကတော့မျှော်လင့်တယ်သူကအသိငယ်နဲ့တွေ့ရင်ကိုနိုင်ကိုနိုင်ရမယ်ဆိုတဲ့ပွဲမျိုးတွေမှာနိုင်ကြမနိုင်မယ်အသိဉာဏ်နဲ့တွေ့ရင်တော့သူဘယ်လိုကစားမလဲဆိုတာကိုပြီးခဲ့တဲ့ရာသီတွေမှာလည်းပြသခဲ့တယ်အထူးသဖြင့် Liverpool ကိုပြီးခဲ့တဲ့နှစ်ကယင်ဆိုင်ရမှာတော်တော်လေးကိုအခက်တွေ့အောင်လုပ်နိုင်ခဲ့တယ်ဒီပွဲမှာအဓိကစောင့်ကြည့်နေတာကပြိုင်ဘက်ရဲ့ full back တွေရဲ့နောက်ကိုဒါ transition နေနဲ့ဒီ white အတက်ကားတွေကိုအဓိကဦးစားပေးပြီးတော့ညာတော်မန်ကအမ်ဘူမိုတို့ဒီအာမတ်တို့ရဲ့အားတွေနဲ့ပြိုင်ဘက်ခန်စစ်ကိုဖိအားပေးပြီးတော့ကစားသွားမယ်လို့ထင်တယ်။အဓိကတော့ခန်စစ်တီဆောင်မယ် transition ကောင်းကောင်းနဲ့ပြန်ပြီးတော့ပြိုင်ဘက်ရဲ့ဒီအားနယ်ချက်ကိုထိုးနှက်မယ်လို့ကျွန်တော်ထင်ပါတယ်။ United ကတော့ဒီဘလို့ Liverpool ရဲ့ MVP ကိုလာတဲ့အခါမှာသူတို့ လက်တွေးဆန်မှုကိုပဲအဓိကကျင့်သုံးရမယ်ပေါ့နော်သူဘေးဒက်တွေကိုအရန်တဲမလီပဲနဲ့ဒီကိုသမားအနေပဲ Sasco ရဲ့ခေါင်းပေါ်လှမ်းကန်တင်ပေးတဲ့ပုံစံမျိုးဒီဒီ3 4 2 1ကိုပဲဒီ1နေရာမှာစေဆောင်1နေရာမှာ Sasco 2နေရာမှာဒီ Mason Mount သို့မဟုတ် Bruno Fernandes ပေါ့ Fernandes ကိုဒီ number 10 row ကိုပါကျွန်တော်သုံးလာမယ်လို့ left side number 10 row မှာသုံးလာမယ်လို့ကျွန်တော်မြင်နေဒီညာချမ်း number 10 row မှာတော့အံဘူးမှုရှိမယ်ပေါ့အဲ့တော့ဒီညာချမ်းပေါ့နော် Liverpool ရဲ့အားအနေဆုံးနေရာဖြစ်တဲ့ဒီ Carcass Gapo ဒီ Grand Bash Van Dyke အဲ့လေးယောက်ကြားတဲ့ pocket area ကို United ကဒီ Lamans ရဲ့ကိုသမား Lamans ရဲ့လောင်းဘောတွေနဲ့ပြစ်မှတ်ထားကန်တင်ပြီးတော့ Sesco ခေါင်းဘောကကြာလာပြီးဖြစ်စေ Van Dyke ခေါင်းဘောကကြာလာပြီးဖြစ်စေအဲ့ဘောလုံးတွေကိုကျွန်တော်စကန်ဘောကိုဒီ Angulo တို့ဒီ Casemiro တို့ကကောက်ပြီးတော့ဒီ runner အနေနဲ့ဒီ Mason Mount သို့မဟုတ် Bruno Fernandes ဒီဘက်ညာချမ်းမှာဆို Ahmed Diallo ပေါ့နော်အဲ့ကစားသမားတွေနဲ့အဲ့လိုမျိုးပုံစံကိုတိုက်စစ်ကိုသွားလို့ရတယ်ဒီ Sunderland နဲ့ပွဲမှာလည်းသူတို့ဒါကိုကျင့်သုံးခဲ့တယ်ပေါ့အဲ့တော့ United အနေနဲ့တော့ဒီ long ball တွေနဲ့ second ball ကောက်တဲ့ ဗျူဟာကိုပဲသွားတင်တယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာအဲဒီပွဲမှာစာစောက်ကြည့်ကြင်ကြအများကြီးပဲဒီဂိုးသမားဆိုရင်ကျွန်တော်ကြည့်မယ်ဆိုရင်နှစ်ယောက်စလုံးကဘွတ်ထွက်လာမဲ့ဂိုးသမားနှစ်ယောက်စလုံးကပရီးမီယာလိတပွဲစီပဲဒါကစားထားသေးတယ်ဗောနော်မန်ချက်စတာယူနိုက်တက်ဂိုးသမားလမ်းမန်းဆိုရင်လည်းပြီးခဲ့တဲ့တပွဲပဲကစားထားသေးတယ်ဒါလီဗာပူးဂိုးသမားဒါမမ်ဘာတက်ရှီဗလီဆိုရယ်ချယ်လစီနဲ့တပွဲပဲ ကစားထားသေးရဆိုတော့ဒီဂိုးသမား၂ယောက်ကလည်းတကယ်ကိုစောင့်ကြည့်ကြင်စရာကောင်းပါလေ။ Outfield player တွေမှာဆိုရင်လည်းပွဲဖြေပြောင်းလဲလုပ်နိုင်တဲ့ကစားအမတွေမှာဆိုရင်ဒါ Bruno Fernandes တို့ခဏတော့ကျွန်တော်ပြောသွားတဲ့ထင်ပါလဲပါတယ်။ဒီ Minamino ရဲ့ဒီဘယ်လိုပြောဘဲတောင်မှတိုက်စစ်ပေါ့နော်။ဒါ Minamino ကတော့ဦးစားပြလာမယ်လို့ထင်တာပေါ့လေ။ဒီ Matias Cunha ရဲ့စာရင်။အဲ့တော့ဒီ Minamino လည်းဒါစောင့်ကြည့်စင်စရာရှိတယ်။ဒါပေမဲ့ Manchester United နဲ့ပွဲတွေမှာကျွန်တော်အမြဲတမ်းပေါ့နော်ဟိုစောင့်ကြည့်တိုင်းလည်းလုပ်ပြတယ်။ဒါဒီကစားမှတော့ဒါ Liverpool လီဗာပူးတိုက်စစ်ကစားမှာစလာပေါ့နော်မူဆာလာကတော့အချက်လေးတွေအပြင်လည်းအရန်ကိုအားရဖို့ကောင်းတယ်မန်ချက်စတာယူနိုက်တက်နဲ့ဖွဲ့ရမှာဆိုရင်6ပေါင်ပတ်သက်မှုကဒါ16ဂိုးထိရှိတယ်ပေါ့နော်တွင်ကိုအဖြစ်13ဂိုးဂိုးဖန်တီမှုအဖြစ်ဒါ6ဂိုးဒါကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ပြိုင်ဘက်အသင်းတစ်သင်းကိုလုံနိုင်တဲ့ဒီတိုက်စစ်စွမ်းရည်နဲ့ပတ်သက်တာမူဆာလာတော့တကယ်ကိုအကောင်းဆုံးအနေထားမှာကျွန်တော်ရှိတယ်ဒီဘွဲမှာလည်းဒါမူဆာလာရဲ့ဒီအတိုးလုတ်ဒီနောက်ထပ်ဘယ်ချမ်းကနေ sorry ညာချမ်းကနေကျွန်တော်ဒါအတွင်းပိုင်းဝင်ပြီးတော့မှ ကတင်ဆိုင်လိုမျိုးမှာတွင်းမဲ့ဂိုးတွေပေါ့လေဒီဂိုးတွေကပဲအဓိကအဆုံးဖြတ်ဖြစ်သွားမယ်လို့ထင်ပါတယ်အဲ့တော့ဒီဘက်မှာအဓိကအဆုံးဖြတ်ပြီးနိုင်တဲ့ကစားသမားဆိုရင်တော့ကျွန်တော်တို့ဒါမူဆာလာကိုပဲယူထားချင်ပါတယ်ဗျဟုတ်ကဲ့ပါဒီပွဲစဉ်တွေဘယ်သူကအဆုံးဖြတ်ကစားသမားဖြစ်လာနိုင်မလဲလို့ကျွန်တော်ပြောရရင်တော့ဒီပွဲမှာတော့ကျွန်တော်ဆူပိုဆိုင်ကိုပဲယူချင်ပါတယ်။ဘာလို့လဲဆိုတော့ဆူပိုဆိုင်ကလက်ရှိဒါလီဗာပူးအသင်းရဲ့ဒါမရှိမဖြစ်ကစားသမားတစ်ယောက်လည်းဖြစ်လာတယ်။နောက်ပြီးတော့ကွင်းလယ်မှာမက်လက်စတာဖစ်စကယ်အနေအထားအရဒါဆော့ဆောင်ရင်ကောင်းနေပြသ နိုင်ခွင့်မရှိသေးတဲ့အချိန်မှာ support line ကအဓိကဟိုလဘဘိုးသင်းရဲ့ကွင်းလန်မောင်းလန်ရလည်းဖြစ်လာတယ်အဲ့အတွက်ကိုမှဟိုနောက်ဆုံးသူ့ရဲ့ဒါ adaptability ရသူ့ရဲ့ဟိုညာချမ်းခံစစ်တိပါသူကဆင်းပြီးတော့ကစားနိုင်တဲ့အရေးအသွေးမျိုးတွေကဒါလဘဘိုးအသင်းရဲ့လက်ရှိဒါမရှိမဖြစ်ဒါအိုင်ကွန်းနဲ့ကစားသမားဖြစ်လာတယ်အဲ့အတွက်ဒီပွဲမှာလဲ support line ရဲ့ inform အရဒါဒီပွဲမှာပို့ပြီးတော့ဟိုခရာကြလာမယ်လို့တော့ကျွန်တော်ယူဆကြပါတယ် United အတွက် Charlotte ကောင်းဖို့အရေးကြီးတာကအဲအရေးကြီးဆုံးအချက်ကကျွန်တော်အနေနဲ့အမှားတွေမလုပ်ဘူးလို့ မြင်တယ်ပေါ့နော်အဲ့တော့ United ဟာအမားတွေအရန်လုတ်တဲ့အသင်းတိုက်စစ်မှာလည်းလုတ်တယ်ခန်းစစ်မှာလည်းလုတ်တယ်အဲ့တော့ခန်းစစ်ကလုတ်တဲ့အမားတွေကကိုယ်တွေအများကြီးပေးရပြီးတော့တိုက်စစ်ကလုတ်တဲ့အမားတွေသို့မဟုတ်လိုအပ်ချက်တွေကကိုရမယ့်ကိုယ်တွေကိုမရခြင်းဖြစ်စေတယ်ပေါ့နော်အဲ့တော့ဘောလုံးကွင်းဟာဘောလုံးပွဲဟာ NN မှာကစားတယ်အဲ့ NN က action တွေကအရေးအကြီးဆုံးပဲအဲ့ United ကအဲ့နေရာတွေမှာမကြာခဏအမားလုတ်နေရှိတယ်ပေါ့နော်အဲ့တော့ခန်းစစ်ကတော့ဒီအမားတွေလုတ်နေကြပဲအဲ့တော့ ခန်းစစ်ကအမလုံးတိုက်စစ်ကဖတ်ဆင်နိုင်ဖို့လိုတယ်။သို့မဟုတ်တိုက်စစ်ကစောစောစီစီကိုတွင်းထားနိုင်ဖို့လိုတယ်။အဲ့တော့ဒီအချက်ကိုကျွန်တော်တို့တေချာပေါ့ခယူးစားရလိမ့်မယ်လို့ထင်တယ်။ဒီရဒီမှာတိုက်စစ်နဲ့ပတ်သက်တဲ့အချက်အလက်တွေတိုးတက်လာတယ်။ကစားပုံတိုးတက်လာတယ်။ကန်သွင်းချက်ကလည်း Premier League ရဲ့အများဆုံးဖြစ်နေတယ်။ Expected Goal လည်းအမြင့်ဆုံး။ဒါပေမဲ့ကိုရတာအလောက်မများနေဘူး။ Expected Goal တက်လျှော့ပြီးတော့တွင်းထားတာကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်။လျှော့တာက9-6လောက်လျှော့နေတာပေါ့နော်။အဲ့တော့ Under Perform ဖြစ်နေတယ်။တိုက်စစ်က Goal တွေစောစောစီစီရမယ်ဆိုရင်အဲဘယ်လိုမျိုး United ကောင်းတယ်လဲဆိုတာကိုကျွန်တော်စန်တာလန်နဲ့ပွဲမျိုးမှာမြင်နိုင်တယ်ပေါ့နော်အဲ့တော့သူတို့ကအဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာတသောတသာဖြစ်မှုလို့တယ်အဲ့လိုအဲ့တသောတသာဖြစ်မှုအတွက်တိုက်စစ်ကဂိုးတွေကိုအဆုံးသက်ကောင်းကောင်းနဲ့တွင်နိုင်မှုလို့တယ်ပေါ့နော်အဲ့လိုအဆုံးသက်ကောင်းကောင်းနဲ့စောစောစီစီထိုးနှက်တိုက်ခိုက်နိုင်မယ်ဆိုရင် United ရဲ့ရလက်တွေပိုကောင်းနိုင်တယ်ဒီပြီးခဲ့တဲ့ပွဲခုနှစ်ပွဲမှာဒါဖူဟန်နဲ့ပွဲလိုမျိုးဒီစောစောစီစီခေါင်းခေါင်းမှုမှာစတင်နိုင်တဲ့ပွဲတွေရှိရပေါ့နော်အဲ့ပွဲတွေမှာတို့အဆုံးမသက်နိုင်ခဲ့တဲ့အတွက် ရလက်တွေအပြောင်းလဲတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအချက်ကအရေးကြီးတယ်အဲ့တော့ United အနေနဲ့အဲ့ဒီအရာကိုအဲဒီပြင်ဆင်ဖို့လိုအပ်မယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်ဒီဘက်မှာဘယ်သူကအဆုံးဖြတ်ကစားသမားဖြစ်လာမလဲဆိုရင်တော့ဒါပြောရမှာတော့ကစားသမားတွေကနှစ်သင်းလုံးပါပေါ့နော်ဒါပြောရမယ့်ကစားသမားတွေရှိတယ် Man United မှာဆိုရင်ဒါအသင်းရဲ့အဓိကကွင်းလှည့်ကိုဦးဆောင်နေတဲ့ Bruno Fernandes ကဒီလိုပွဲကြီးတွေမှာသူ့ရဲ့အခန့်ကဏ္ဍကအရေးကြီးတယ်ပြီးတော့တောင်မန်ကအန်ဘူမိုရဲ့တူးချင်း ကျော်ဖြတ်မှုတွေသူ့ရဲ့တိုးအားတွေကလည်းဒီနေ့ United ရဲ့ရလက်ကောင်းဖို့ဆိုရင်ဒီကစားသမားတွေရဲ့အဓိကအားတွေလိုတယ်အဲ့လိုပဲ Liverpool သင်းကလည်းအာရလက်တီတိတ်ပြီးမတီမငြိမ်ဘူးဆိုပေမဲ့သူတို့မှာတူးချင်းပွဲကိုအဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားကောင်းတွေရှိတယ်အထူးသဖြင့်ဆာလာကပွဲကြီးတွေမှာပို့ပြီးတော့လှုပ်တတ်တယ်ဆာလာရဲ့မှတ်တမ်းတွေကိုပြန်ကြည့်တော့ United နဲ့တွေ့ရင်လည်းပို့ပြီး goal သွင်းနိုင်တာကိုတွေ့ရတယ် United ဘက်ကို twin goal 73 goal ထိသွင်းပြီးတော့ goal ဖန်တီမှု6ချိန်နဲ့ဒါ goal contribution က19ချိန်လောက်ထားရဲဆိုတော့ ဒီလိုတူးချင်းတွေအရန်ကောင်းတဲ့ဆာလာကဒီရာဒီမှာအကောင်းဆုံးပုံစံမရသေးတဲ့အောင်ဒီလိုပွဲမျိုးတွေမှာတော့ဒီလိုဆာလာလိုတူးချင်းကြော်ဖြတ်မှုတွေကောင်းတယ်သူရဲ့အကောင်းဆုံးစွမ်းစာရည်တွေကိုပြန်ပြီးတော့မျှော်လင့်ကျင်တယ်ကျွန်တော်ဒီပွဲအတွက်တော့ဆာလာကိုရွေးချင်ပါတယ်အဆုံးဖြတ်ကစားသမားကဒီနောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ United ဘက်မှာဆိုရင်ဒီ Bruno Fernandes ပေါ့နော် Liverpool ဘက်မှာဆိုရင်တော့ Mohamed Salah တခြားကစားသမားတွေလည်းရှိကောင်းရှိပါတယ်ပေါ့နော်ဒီ Sobo Slay တို့ Magalesta တို့ United ဘက်မှာဆိုလဲဒီ မေဆမောင်းတို့အန်ဘူးမို့တို့ဖြစ်လာတယ်။ဒါမဲ့ကျွန်တော်တယောက်ရွေးဆိုရင်တော့ဒီပွဲမှာကျွန်တော် Florian Vas ကိုပဲကျွန်တော်ရွေးခြင်းတယ်။ဒီပွဲစဉ်မှာသာသူခြေစွမ်းပြလိုက်မယ်ဆိုရင်ဒီက England Derby ဖြစ်တယ်။အားလုံးစောက်ကြည့်နေမယ်ပွဲဖြစ်တယ်။သူ PR တွေအောက်ကနေပြီးတော့ဒီတကိုးလောက်တွင်လိုက်တာနဲ့ဒါမှမဟုတ် asset တခုလောက်လုံးလိုက်တာနဲ့ပို့ပြီးတော့ဒါနောက်ပွဲတွေအတွက်အားကောင်းရမယ်ယုံကြည်မှုကိုရရှိသွားမယ်ပေါ့နော်အဲ့တော့ဒီ Florian VS ကိုကျွန်တော်ဒီပွဲရဲ့စောင့်ကြည့်ရမယ်ကစားသမားပွဲကိုအဆုံးဖြတ်ပေးမယ်ကစားသမားလို့မြင်ပါတယ်ခင်ဗျ ဒီဘွဲမှာဒါနိုင်ဂျီပူများတော့လီဗာပူးကတော့နိုင်ဂျီပူပြီးတော့မှများတာပေါ့လေဒီနှစ်သင်းတွေ့ဆုံမှုတွေကျွန်တော်ဒါကြည့်လိုက်မယ်ဆိုရင်လည်းဒီနောက်ပိုင်းမှာမန်ချက်စတာယူနိုက်တက်ကအန်ဖီမှာတီးကစားနိုင်ခဲ့တာလေးရှိပေမဲ့ကျွန်တော်ဒါလီဗာပူးကပဲအနိုင်ရတာပူပြီးတော့မှလည်းများတာကိုကျွန်တော်တွေ့ရတယ်ဒီရာသီမှာလီဗာပူးကဒါနောက်ဆုံး၃ပွဲဆက်ရှုံးထားပေမဲ့အဲ့ရှုံးထားတဲ့၃ပွဲစလုံးကအဝေးကွင်းမှာပဲရှုံးထားတာအိမ်ကွင်းမှာကဒါပြန်ပွဲရအိမ်ကွင်း၅ပွဲစလုံးလည်းနိုင်ထားတယ်အိမ်ကွင်းမှာဆိုရင်ကျွန်တော်ဒါဂိုးသွင်းအားလည်းတော်တော်ကြီးကိုအားကောင်းတဲ့အနေထားမှာဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာလီဗာပူးပဲနိုင်သွားမယ်လို့ထင်ပါတယ်ဗျ။ ဟုတ်ကဲ့ပါဒီပွဲစဉ်တွေဘယ်လိုရလတ်ထွက်ပေါ်လာမလဲဆိုတဲ့အဖြေကတော့အင်မတန်မှပြောရခက်ပါတယ်။ဘာလို့လဲဆိုတော့ Manchester United အသင်းကလဘာပူအသင်းကို7-0နဲ့ရှုံးပြီးနောက်ပိုင်းလုံးဝဟိုတစ်ချိန်ပဲရှုံးခဲ့ပါတယ်။အဲ့တော့ဒီ Anfield မှာလည်းနောက်ဆုံးတစ်ချိန်ဆက်တိုက်မရှုံးခဲ့ပါဘူး။အဲ့တော့ Manchester United အသင်းမှာလည်းကိုယ်ပိုင်ယုံကြည်ချက်နဲ့အခွင့်အရေးရှိနေလို့ကျွန်တော်ယူဆပါတယ်။တိုးပေမဲ့လည်း Manchester sorry ဒါဟိုလဘာပူအသင်းကလည်းအခုအချိန်မှာဒါတိုက်တဲ့ကွန်နန်နာအတွက်သူ့အဖွဲ့မသွားအောင်သူတို့က နိုင်ပွဲတွေအပူတပြင်းလိုအပ်နေတာဆိုတော့ MV ပြိတ်သက်အင်းကသူတို့ရဲ့ Automus Speed ရနဲ့ဒါလက်ရှိမှာ Manchester United က Manchester United အသင်းထဲအဖက်ဖက်ကတာနေတဲ့ Liverpool ကိုကျွန်တော်အနိုင်ရမယ်လို့တော့ကျွန်တော်ထင်မြင်မိပါတယ်ဗျ။အာဘလို့ရလဲထွက်ပေါ်မလဲဆိုရင်တော့ Liverpool နိုင်နိုင်ချေပိုများတယ်လို့ကျွန်တော်ကသတ်မှတ်တယ်။ Relationship ပဲ Liverpool ကပိုကောင်းတဲ့အသင်းပိုကောင်းတဲ့အသင်းဖြစ်တယ်ပိုပြီးတော့တောင့်တင်တယ်ပိုပြီးတော့ lateral ဖြစ်တယ်ပေါ့နော်အဲ့တော့ Liverpool ဟာလက်ရှိမှာရုန်းကန်နေရသည့်တိုင်အောင်နိုင်နိုင်ချေပိုများတယ်လို့ယူဆတယ်။အဲ့တော့ကျွန်တော်အနေနဲ့ Liverpool ကို50% 100%ပါမှာလီဗာပူးနိုင်ငံခြေ50တရေချနိုင်ငံခြေ30နဲ့မန်ချက်စတာယူနိုက်တက်နိုင်ငံခြေ20%ပေးထားခြင်းတယ်တကယ်တော့20ထက်နေပြီးပေးချင်တာဒါပေမဲ့လက်ရှိအနေနဲ့အထား United တိုးတက်လာဖို့ပြီးတော့ဒီ Under Slot ရဲ့အသင်းကို United ရဲ့ tactics တွေကဒုက္ခပေးနိုင်စွာဒီအချက်တွေကြောင့်ကျွန်တော်အနေနဲ့ Liverpool အနိုင်50%တရေချဖို့30%နဲ့ United နိုင်ဖို့20%အဖြစ်သတ်မှတ်ထားခြင်းပါလေခင်ဗျာဒီပွဲကနှစ်သင်းလုံးအတွက်တကယ်ကိုအရေးကြီးတဲ့ပွဲဆိုပေမဲ့ဒါ Asian Liverpool သင်းက ရှုံးပွဲတွေဆက်ထားတယ်ပြီးတော့ Titan Race ကနေပြီးတော့တဖြည်းဖြည်းနဲ့ဒါပြိုင်ပွဲရဲ့ကြော်တက်ချေကိုခံရတယ်နောက်ကဖိအားပေးလာတဲ့အသင်းတွေရဲ့ဖိအားပေးခြင်းကိုခံနေရတယ်သူတို့ကိုယ်တိုင်လည်းတည်ငြိမ်မှုပြက်ပြားနေရဆိုတော့ရုန်းကန်နေရတာမှန်တယ်ဒါပေမဲ့ United ကကြတော့သူတို့မှာပုံသေးတွက်လို့ရတဲ့ကစားဟန်မျိုးရလက်မျိုးပေါ့နော်ညှော်လင့်လို့မရတာအဓိကအားနေချက်ဖြစ်နောက်တစ်ချက်က Anfield မှာသွားကစားတိုင်း United ကနိုင်ပွဲရဖို့ရုန်းကန်ရလိမ့်ရှိတယ်နောက်ဆုံး၉နှစ်တွင်မှာ Anfield မှာလုံးဝမနိုင်ခဲ့ဘူးပြီးတော့ ဒီကွဲမှာပဲသူတို့အချက်တကွဲရှုံးခဲ့မှုတဲ့မှတ်တမ်းမျိုးလေးရှိရဆိုတော့ဒီပွဲအတွက်အနိုင်ဆိုရင်တော့ဒါအိမ်ကွင်းမှာမဖြစ်မနေအနိုင်ကစားမဲ့ကျွန်တော်လီဗာပူးကိုရွေးချင်ပါတယ်လီဗာပူးအတွက်ကတော့ system မှာတကယ်ပြောင်းမယ် formation တွေအပြောင်းအလဲနဲ့ Florian Vias ရဲ့အကောင်းဆုံး position တစ်ခုကိုရှာဖွေလာမယ်သူတို့ full back တွေရဲ့တိုက်စစ်လိုက်ပါနိုင်စွမ်းကိုညှင့်တင်တယ်မယ်ဒီ overlap တွေကိုအသုံးပြုလာမယ်ဆိုရက်အပြောင်းအလဲကိုမြင်လာမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲကလီဗာပူးနေနဲ့အဲဂိုးပြတ်အနိုင်ရမယ်လို့ကျွန်တော်မြင်ပါတယ်။ result အနေနဲ့တော့ကျွန်တော်3141လောက်ထိကိုမှန်းထားပါတယ်ခင်ဗျာ